တင်လင်းပေါ်မှာမောင်းတဲ့ MEP components တွေလို့ပြောလိုက်ပြီးဆိုရင်ဘယ်ຢာတွေကိုမျက်စိထဲမှာမြင်တယ်လဲပေါ့เนาะဆိုတော့အခုလောလောဆယ်ပြတဲ့ slide ကတော့မတို့ lighting feature အတွက်ပေါ့เนาะဆိုတော့ပုံမှန်အဖြစ်မတို့စဉ်းစားကြည့်မယ်ဆိုရင်စီလင်းပေါ်မှာမောင်းတဲ့ပစ္စည်းတွေက lighting feature တွေလည်းရှိတယ်ဒါမီးလုံးတွေမီးကြောင်းတွေပေါ့เนาะနောက်တစ်ခုကကျတော့မတို့ sprinkler တွေရှိနိုင်တယ်နောက် speaker တွေရှိနိုင်တယ်နောက် air conditioning အတွက် လိုအပ်တဲ့ဒီ diffuser တွေရှိနိုင်တယ်နော်ဒီခါလေးကျရင်မတို့ sensor တွေတက်ထားတာရှိရယ် smoke detector တို့ပါတော့ဗောနော်ဆိုတော့အများကြီးပဲ ceiling မှာပေါင်းတဲ့ပစ္စည်းတွေလို့ပြောမှဆိုရင်အများကြီးပဲဗောနော်ဒါဆိုရင်ဒါတွေကိုမတို့ modeling လုပ်တဲ့အချိန်ကျရင် condition လေးမျိုးဖြစ်နိုင်တယ်ဟောဗောနော် ceiling ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေမတို့ဒီပစ္စည်းတွေလိုအပ်တယ်ဆိုရင်အဲ့မှာ အာဒီအခန်းထဲအတွက်ဒီ area အတွက်လိုအပ်တယ်ဆိုရင်ဒါ provide လုပ်ပေးရမယ် model ဆွဲပေးရမယ်အဲ့လိုအချိန်မျိုးကြာရင်အရ condition လေးမျိုးတွေ့နိုင်တယ်ပထမ condition ကတော့ရှင်းတယ်အာ ceiling ရှိတယ်မျက်နှာချက်ရှိတယ်ပေါ့နော်ခုဒီမှာဒီအခန်းလေးထဲမှာ lighting လေးတွေတက်ထားတယ်ဒီမှာမျက်နှာချက်ပေါ့မှာသွားပြီးတော့ကတ်ထားတယ်ဒါမှမဟုတ် model ဆွဲတဲ့အချိန်ကြာရင် hey ဒီ lighting ကိုဒီ sprinkler ကိုဒီ speaker ကိုဘယ်မှာတက်မလဲဆိုရင်ဘယ်မှာသွားပြီးတော့မဟုတ် model ဆွဲမလဲဆိုရင်ရော့ဒီမှာ စီလင်ရှိရဖြစ်တဲ့ကြောင့်မတော်စီလင်ပေါ်မှာပုံမှန်အပြည့်ဆိုရင်သွားကတ်ကြတော့ဘောနော်ဒါစီလင်ရဲ့အပေါ်မှာထားရာတို့ဒါအဲ့ဒါကြီးကတော့ condition တွေရှိတာဘောနော်ခဏတတပုံမှန်အပြည့်ဆိုရင်မတော်ပါလဲစီလင်ပေါ်မှာပတ်ကတ်ကြတယ် okay စီလင်မရှိတဲ့ condition ကမတော်နေရာ၃နေရာကိုမဒီမှာ reference ရအောင်ပြထားတယ်ခင်နော်စီလင်မရှိတဲ့၃နေရာပထမဆုံးတနေရာကကြတော့စီလင်တော့မရှိဘူး ဒါပေမဲ့တချို့အခန်းနေရာကျတော့နေရာမှာ lighting လေးတွေကိုကဲရတာရှိတယ်เนาะဒါတော့ဟို designer ကနေပြီးတော့มาပေးတယ်နေရာပေါ်မှာ wall mount ဆိုရင် mount ပေးလိုက်ရမှာပေါ့เนาะအဲဆိုမတို့ဒီဒီခန်းမျိုးမှာဆိုရင် ceiling မရှိဘူးဒါပေမဲ့ကိုတက်ရမဲ့ပစ္စည်းဟာနေရာမှာသွားပြီးတော့ကဲရမှာဆိုရင်တော့အမတို့အဲ့လိုနေရာမျိုးမှာ ceiling တော့ရှာမှာမဟုတ်တော့ဘူးပေါ့เนาะအဲ့နေနေမွားတော့ကတ်မှာပေါ့နော်အဲ့ချိန်မှာ height ဘယ်လောက်ထထားအောင်လဲပေါ့နော် ဆိုတော့ဒီကိစ္စကမတော် modeling ဆဆွဲတဲ့သူတွေဒါမေးများတဲ့ဒါ question လေးတစ်ခုပေါ့เนาะအာအဲ့တော့အမြင်နဲ့လို့လဲကြုံရတယ်ဒီ question လေဆိုတော့ဒါဆိုမို့လို့ဒီလိုမျိုးစီနေမရှိတဲ့နေရာမှာ wall မှာအမောင့်ပြီးဆိုရင်တော့သူတို့မှာ standard mountain height ကိုကို information ပေးထားသလားဘလောက် height မှာ install လုပ်ရမယ်လို့ information ပေးထားလားမပေးထားဘူးဆိုရင်မတော်ဒါ ဟိုဘယ်လိုခေါ်မလဲဒီတကားပေါက်ကိုကြည့်ကြည့်လိုက်ဟောပေါ့နော်အဲ့တကားပေါက်ရဲ့အပေါ်မှာထပ်ထားပေးလိုက်โอเคဒါ information မရသေးခင်ပြောတာပါ information ရရင်တော့သူတို့ instruction တိုင်းဒါဒါဟို model လောက်ရမှာပေါ့နော် height တိုင်းဒီဒီကနေဒီဒီ height ကဘယ်လောက် height ထားရမယ်ဆိုတော့ information အတိအကျရရင်တော့အဲ့တိုင်း follow လိုက်ပေါ့နော်တကယ်လို့အမကတော့အခုလောလောဆယ်မရသေးတဲ့အချိန်ဒီမှာဘယ်လိုမျိုးစဉ်းစားမလဲဆိုတဲ့ဟာကိုဒါဒါပြပြပေးတာ နော်ဆိုတော့နောက်တစ် condition တစ်ခုကကြတော့ဟိုစီလင်းတော့မရှိဘူးဒါပေမဲ့ဒီလိုမျိုး suspended ဖြစ်နေတဲ့ type ကလေးတွေပေါ့နော်ဒါမျိုးလေးဆိုရင်တော့ဒါဒီလိုပုံစံမျိုးဆိုရင်တော့ဒါမျက်စိတမမြင်လိုက်ပြီးပါလဲ slab surface မှာသွားပြီးတော့ကန်နေရအောင်နော်ဒါလေးကြတော့ okay slab surface မှာသွားပြီးတော့မှကန်နေတဲ့အနေထားမျိုးလေးပေါ့မတော့ဒီလိုလိုက်ရင်မျိုးစားကိုဆွဲပြီးလိုက်ရင်မယ်ပေါ့အဲ့ဒါမှနေနဲ့အခုဒီမှာဆိုလက်ဒီမှာတွေ့ရမှာပေါ့နော် အာအခုဒါလေးဆိုရင် slash off မှာတွားပြီးတော့မှကန်နေရဟုတ်နော်ဒါဘယ်လိုလိုက်ဒီမျိုးစောက်ကိုကဟိုဟိုဘယ်လိုခေါမလဲ model လုပ်ရမှာလဲပေါ့နော် model လုပ်တဲ့အချိန်ကျရင်ဘယ်လိုလိုက်ဒီမျိုးစောက်ကိုသုံးရမှာလဲပေါ့နော်အဲဆိုတော့ဒီလိုမျိုးစီလင်ရှိရနေရမှာဆိုတခါလေးကျရင်ဒီလိုမျိုးတွဲလောင်းလေးကြပြီးတော့မှဒါလာတဲ့မျိုးစားတွေသုံးတာမျိုးရှိမယ်ဒါမျိုးဆိုရင်တော့မတို့စီလင်မှာသွားပြီးတော့မောင်းလုပ်ပေးရမယ် install လုပ်ပေးရမှာပေါ့နော်โอเคနောက်တစ်ခု condition လေးတစ်ခုကကြတော့ lighting လေးတွေကဒီလိုမျိုး suspender တိုက်တော့ပုံစံမျိုးတော့မဟုတ်ဘူးသူကတနည်းအားမကတ်မှာပေါ့နော်ဒါပေမဲ့မတို့ model တဲမှာ ceiling မရှိသေးဘူး maybe future မှာလာမယ်ဒါပေမဲ့ဒီနေရာမှာ ceiling တော့ရှိမယ်ဒါပေမဲ့အခုလုံးလုံးစေတော့ model တဲမှာ arkia ceiling မစွဲရသေးဘူးဟုတ်ကဲ့နော်ဒါမို့ဆိုရင် future မှာစီလင်တော့မလာဘူးဒါပေမဲ့ဒီနေရာမှာဒီလိုလိုက်ရင်မျိုးစားလေးသုံးမယ်음 install လုပ်မှာကတခြား method တစ်ခုနဲ့ install လုပ်မယ်ပေါ့နော်ဒီလိုပုံစံမျိုးတွဲလောင်းကြတဲ့ installation တော့မဟုတ်ဘူးပေါ့နော် okay ဒီနေရာမှာတွေ့တဲ့ပုံစံကိုပဲကြီးကြီးလိုက်ဟိုဘာကို host လုပ်လို့လောက်အောင်မသိဘူးဟုတ်တယ်နော်ဒီလိုမျိုးစီလင်မရှိတဲ့နေရာမျိုးတွေမှာဆိုရင်စီလင်မရှိတဲ့နေရာမျိုးတွေမှာဆိုရင်မတော်ဘလို့လုပ်ကြအဲ့လိုမျိုးမှာဆိုရင် height ဘယ်လောက်ထားပါလဲဒီမှာပြထားတဲ့3500ထားပါလား 4000ထားမှာလားဘယ်လောက်ထားမှာလဲအဲ့ information ကို မတော်ပါဘာလို့ခေါ်လဲဆိုတော့ဒီလိုမျိုးစီလီမရှိတဲ့နေရာတွေမှာ MVP service တွေဘယ်နေရာမှာရက်ကမလဲ lighting လေးတွေဘယ်နေရာမှာရက်ကမလဲ speaker လေးတွေဘယ်နေရာမှာရက်ကမလဲတော့ဒီလိုမျိုးတွဲလောင်းကြနေဒီမှာ floating ဖြစ်နေတဲ့ lighting လေးတွေကိုဘယ် level မှာထားရမလဲဆိုတော့အနေထားအောင်မတော်မှန်းကြည့်ရဲ့အချိန်မှာဒီ information ကိုမတော် architect စီကနေပြောရနိုင်တယ်တကယ်လို့မရခင်စက်ချဘယ်လိုလုပ်ရမလဲ ဟုတ်နော်မရခင်စัจ जा ဘယ်လိုလုပ်အောင်မလဲအဲ့ဆိုမရခင်စัจ जा ဆိုရင်တော့မတို့ဒီ level ကို3 3မိုင်းခွဲလိုက်ပေါ့နော်3ပုံပုံလိုက်ပေါ့3ပုံပုံပြီးတော့တပုံနှစ်ပုံအဲ့နှစ်ပုံရဲ့ဒီ level မှာသွားပြီးတော့တော်တက်လိုက် information တိကျရရတဲ့ခါကျမှအဲ့တိကျရရနေအောင်ပြောင်းပြောင်းလိုက်ပေါ့ဟုတ်ပါနော်တချို့တွေကဒီနေရာမှာဆိုဘယ်ဘယ်နေရာမှာသွားပြီးတော့တက်ရမှာလဲဆိုပြီးတော့မှ question လေးတွေမေးကြအဲ့တော့ နော်2မီတာ level မှာတက်ရမှာလား2.5မှာတက်ရမှာလားအဲအဲ့လိုမျိုးလာပြီးတော့မေးကြတဲ့ခါကျတော့ဒါဆိုရင် rules of thumb ပုံစံမျိုးအနေနဲ့ information လက်ထက်မှာရောက်လာပြီလားဒီဥစ္စာကိုဘယ် level မှာတက်ရမယ်ဆိုရင် information ရောက်လာပြီလားကိုယ်လက်ထက်မှာမရသေးဘူးမရသေးဘဲနဲ့ဒီဒီ modeling လုပ်ရမယ်ဆို modeling ကိုရက်ထားလို့တော့မရဘူး modeling ကိုပြီးအောင်လုပ်မယ်နော် information ရမှပြန်ချိန်မယ်ဒီလိုပုံစံမျိုးနဲ့တွားအောင် အဲ့ကကြတော့ဟောဒီလို lighting မျိုးစားတွေ lighting ပဲဖြစ်ဖြစ် speaker ပဲဖြစ်ဖြစ် sprinkler ပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဆိုရင်မတို့ဆောနာပြောသလိုမျိုး၃၃ပုံပုံပြီးတော့၂ပုံလောက်မှာသွားပြီးတော့တက်လိုက်အော်ဒုမဟုတ်မတို့ flow to flow high ကိုသွားပြီးတော့မှတိုင်ကြည့်လိုက်ပါတော့။ flow to flow high လို့ပြောမှဆိုရင် example အနေနဲ့ဒါလေးက level 1ဒါလေးက level 2ဆိုပါဆိုအဲ့နှစ်ခုကိုထောက်တောင်းလိုင်းလို့ဟုတ်ပါတော့။အဲ့နှစ်ခုကိုထောက်တောင်းလိုင်းလို့မတို့က6မီတာရှိခဲ့ရဆိုရင် တမီတာလောက်ခြံပြီးတော့မှအဲ3မီတာလောက်မှသွားပြီးတော့တက်ပြထားပေးလိုက်ပေါ့ဒါအေဇမ်ဘာနေနဲ့ပြပြပေါ့နော်အဲအဲ့တော့အဲ့လိုမျိုးတက်ထားလို့ရတယ်အနည်းဆုံးတော့2မီတာတော့မဖြစ်စင်းနဲ့ပေါ့နော်2မီတာကတော့အရန်နှိမ်လုံးနဲ့ okay နော်2မီတာကတော့အရန်နှိမ်လုံးနဲ့အနှိမ်ဆုံးမှတော့2.2အောက်ကိုတော့မရောက်သွားစေနဲ့ကွာ2.2လောက်တော့အနည်းဆုံးထားတာပေါ့နော် okay နော်ဒါကမှတော့ဟို ဘယ်လိုခေါ်မလဲဒီလိုမျိုး dimension နဲ့စဉ်းစားကြည့်ရင်တည်းကတော့2.2အောက်တော့မရောက်စေနဲ့ပေါ့နော်ဒါမှမဟုတ်ဘူးဆိုရင် Amazon ကပြောသလိုမျိုး3ပုံပုံ flow to flow height ကိုတိုင်းပြီးတော့3ပုံပုံ3ပုံပုံပြီးတော့မှဒီ level မှာသွားပြီးတော့တက်ပြီးလိုက်အဲ့တော့ကိုယ့်လက်ထဲကို information တိကျရောက်လာပြီးဒီနေရာမှာဒီ lighting လေးတွေ sprinkler လေးတွေ speaker လေးတွေ CCTV လေးတွေဘယ်နေရာမှာတက်ရမလဲဆိုရယ် information တိကျရလာပြီးဆိုတဲ့ခါကျတော့အဲ့နေရာကိုသွားကပ်ပြီး ဟုတ်ပါနော်။ဒါဆိုရင်တော့မတို့ဒီမှာ condition ၄ခုကိုနားလည်သွားလောက်မှတင်ပါတယ်။အော်မဒီမှာတစ်ခုထပ်ဖြည့်အောင်မယ်။အဲ့တော့ဗာလဲဆိုတော့မတို့ ceiling နေမှာဆိုရင် ceiling ပါတဲ့ area တွေမှာဆိုရင်လည်းပဲ ceiling level တစ်ခုနဲ့တစ်ခုတူချင်မှတူမယ်။ဟုတ်ပါနော်။အာဒီတခန်းမှာဒီတလွာမှာ ceiling level က3မီတာရှိရဆိုရင်နောက်တလွာမှာ2.8လောက်ဖြစ်သွားတာလို့2.7လောက်ဖြစ်သွားတာလို့เนาะအမျိုးမျိုးဖြစ်နိုင်တယ် ဟင်နော်ဆိုတော့မတို့ဒီမှာရှိစီလင်းရှိရနေရဖြစ်တယ်ဆိုရင်တော့မာဒီစီလင်း level တွေကတူရင်မတူဘူးအခုလောလောဆယ်အမရဲ့ model တဲမှာတော့ပြရစရာကဒါ extra နဲ့ဖြစ်သွားပြီနော် extra နဲ့ဖြစ်သွားရဲ့အဲ့တော့ဒီဘက်ချမ်းအောင်မဆက်ထုတ်လိုက်မယ်ဆိုတော့ model တဲမှာလည်းတစ်ချက်တော့ကြည့်ကြည့်ကြတာပေါ့နော်အဲ့တော့စီလင်း height တွေကဟိုမတူနိုင်ဘူးဆိုတော့အနေထားအောင်မပြောချင်တာပါနော်ဆိုတော့ဒီမှာကြည့်ကြည့် ဒီစီလင်ဟိုင်းနဲ့ဒီစီလင်ဟိုင်းနဲ့တော့မတူဘူးတွေ့လားဟုတ်ပါတော့စီလင်ဟိုက်ချင်းမတူအခုဒီမှာကြည့်ဒီဒီ let level ကိုပဲဝယ်ကြည့်ကြည့်လိုက်ဒီ data flow ရဲ့ကိုပဲကြည့်ကြည့်လိုက်ဒီ ceiling height နဲ့ဒီဘက်က ceiling height နဲ့မတူအဲ့တော့ ceiling height တွေက Maria model တွေထဲမှာဒါ2အလုံးက3 meter ဆို3 meter နော်2.7ဆို2.7မီတာအများရန်လို့ရှိနေမှာမဟုတ်ဘူးစီလင် height တွေအနေမြင့်အနေမြင့်အနေမြင့်ပါဖြစ်လဲဆိုရင်မျိုးမျိုးပြောင်းလဲနိုင်တယ်ဒါကြောင့်မလို့စီလင်ပေါ်မှာမောင်းတဲ့ပစ္စည်းတွေကိုမတော် model ဆွဲတဲ့အချိန်ကျရင်လည်းပဲကိုယ့်ရဲ့စီလင်ရဲ့ level လေးတွေကိုသေချာကြည့်ပြီးတော့မှ model လေးဆွဲပေးခြင်းအပြင်ကိုယ့်ရဲ့ model နဲ့ MVP ဟောကိုယ့်ရဲ့ MVP model နဲ့နော်အာ archi structure archi model ပေါ့နော် archi model နဲ့က align ဖြစ်သွားမှာပေါ့ကဲနော်ဒါဆိုရင်တော့မတို့ဒီ စီလင်ပေါ်မှာအမောင်းမတ် MVP point စီကစီလင်ရှိခဲ့ရင်2မျိုးစီလင်မရှိခဲ့ရင်3မျိုးကိုနားလည်လောက်မှာထင်ပါတယ်နော်โอเคဒါဆိုရင်တော့မတို့ဒီ video file လေးကိုဒီမှာနေမှာရှင်းလိုက်ပါတော့မယ်